အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်အခုဖတ်ပြပေးခြင်းတဲ့ဝတ္ထုလေးကတော့ဇာယိဆရာကြီးရွှေဦးတောင်းရေးသားထားတဲ့ယရနာဘုံတို့မြည်ရတဲ့ဝတ္ထုလေးရဲ့အပိုင်း၃ဖြစ်ပါတယ်ခင်ဗျာနားတော်တာဆင်ပြီးကြားပါအောင်ခင်ဗျာယရနာဘုံအပိုင်း၃၎င်းနှင့်ညနေ6:00နာရီအချိန်ခန့်ရှိလျင်ဝန္ဒဥကြုံမင်းသည်အယူကန်းတွင်ဈေးတန်တောက်လျက်ထိုင်နေရာမိမိရည်သည်မိမိမောင်လာချိန်ဤပြီဖြစ်သောကြောင့်ဝန္ဒမင်းကိုအိမ်မှမနေစေလို၍ဖေဖေဒီကနေ့ညဘဲမှမသွားဘူးလားဟုမေးလျင် ဘာလို့မလုပ်လဲဟုပြန်၍မေးရဘာမှမလုပ်ပါဘူးဖြစ်ဖြစ်ရဲ့သွားအောင်မလားလို့တိကျင်လို့မေးတာပါငါသွားချင်သွားမသွားချင်နေနင့်ဘူးလားဟုမျက်မှောင်ကျုပ်လျက်ပြောလိုက်လျင်မိမိရည်သည်ထက်၍မမေးဝွန်ပဲအရေးအကဲကိုသာကြည့်၍နေရလေ၏ဝန်ထောက်မင်းလေသွားမည်လက္ခဏာမရှိဘဲနိုင်ဝက်ခန့်အမြကြာအောင်ထိုင်နေလျက်ရှိပြန်ရမိမိရည်သည်မောင်မချို့အတွက်ညစွာစိတ်ပူပန်၍နေစဲတွင်ပေါင်ထုံးမြက်သည်ဝင်ပေါက်မှဝင်လာလေ၏ ဝင်းတောက်ကြီးကအဲ့လိုမောင်းထိုးမြက်လားအခန့်တင်လိုက်တာဘယ်နဲ့လဲခိုးမှုကလေးဟာလှုပ်ဆမ်းမအောင်ကွယ်ငါဖမ်းမိတာမားနေပြီထင်တယ်ကွယ်အေးပိုင်မင်းကတနေ့ကတမှုလဲအမှုမထင်ရှားဘဲနဲ့ဖမ်းရမလားလို့အကျဉ်းခံရတယ်ဒီမှုလဲမထင်ရှားမှဖြင့်ငါဘယ်လောက်မှမကောင်းမိဘူးဟုပြောစဲတွင်မောင်းထိုးမြက်သည်မိမိရည်ဤဇိုးရင်လျက်ရှိသောမျက်နှာကိုမြင်သည်ဖြင့်ရိပ်မိ၍ဟုတ်တယ်ဦးကြီးဒီမှုကတော်တော်ကြက်တယ် ဲဒါဖြင့်ခဏညပြီးသွားအောင်ကျွန်တော်အိမ်ကိုလိုက်ခဲ့ပြီးတော့အိမ်မှာမှဥပဒေစာအုပ်တွေစုံလင်အောင်ကြည့်ပြီးကျွန်တော်ပြောနိုင်မယ်ဟုဆိုရင်းဝန်ထောက်ကြီးလည်းဝမ်းမြောက်စွာထား၍မောင်တို့မြတ်အိမ်တို့လိုက်သွားလေ၏အိမ်တို့ရောက်၍15မိနစ်ခန့်စာအုပ်များကိုကြည့်ပြီးလျှင်မောင်တို့မြတ်သည်နာယီကိုထုတ်ကြည့်လျက်အလိုဦးရေကျွန်တော်တတိမိတ်နေတယ်မစ္စတာဘရောင်းနဲ့ကိစ္စလေးတစ်ခုရှိလို့ခဏနိုင်ခွဲရှိန်းထားတယ်ကျွန်တော်သွားလိုက်အောင်မယ် ကြာကြာမနေပါဘူးဥတီကစောင့်နေအောင်နော်အမှုကလည်းရချင်းနေနေပြီခဏညပြီးသွားမှတော်မယ်ဟုတ်ဒီမယ်အမကြီးဦးနဲ့စကားပြောနေမှာအောင်ကျွန်တော်ကိစ္စရှိသေးတယ်ဟုပြော၍အမကြီးကိုမြေးရိပ်ပြပြီးလျင်ဖက်သွားလိမ့်ဤပေါင်ထုံးမြတ်သည်ဝင်တော့ကြည်အိမ်သို့ရောက်လျင်မိမိကြီးကဖေဖေကောဗမာနေရစ်တလေဟုအစီရမေးရာဥတက်တော်စိတ်ချပါဟိုမှာအမကြီးလက်အပ်ထားခဲ့တယ်ဟုပြန်ပြောလျင်ကောင်းပါလေရဲ့မောင်မင်းကြီးသားရှင် ဟုတ်မောင်ကြီးလာပြီဟိုစိတ်မဲမင်ရိတ်နာမှာမမြင်ဘူးလားကဲဒါဖြင့်ကျုံနဲ့အရင်သွားပြီးစကားပြောလိုက်အောင်မယ်ပြီးတော့သူတို့သားတာမိတိပလိစီလီမောင်ထွန်းမြတ်ဒီအိမ်ပေါ်မှဆင်း၍စိတ်မဲမင်အောက်သို့ရောက်လေရင်ဝင်းထရန်ကိုမီလီရဲ့ရက်နေတော့ဘောင်ဖချိုနဲ့တွေ့လေ၏ ။ဘောင်ဘချူမမိမိဤမိခင်ကဲ့သို့နူးညံ့ပျော်ပြောင်းသော စိတ်သောရှိရာဝင်ထောက်ကြောကြီးမှမူမိမဖြစ်သည့်အတွေ့အလုံးချစ်ခင်ဝဲကောင်းပေ၏။ဘောင်ဘချူမယောက်ျားဖြစ်ရနှင့်မိမလိုမိမရနူးညံ့တိမ်မွေ့လွန်သည့်ပြင်လူများပြောသည်ကိုလွယ်တကူယုံကြည်လိုက်ပါတဲ့၍တရေပေါ်လဲနေသည့်ဖြစ်ရကတငယ်ချင်းအပေါင်းတို့သည်ဘောတော်ဘချူဟုအမိပေးကြကုန်၏။စကားနဲ့ငယ်ပြောဆိုပြီးနောက်မောင်ဘချိုကမိမိကိုကျွန်တော်စီလာမှာလား ေးပါငါနဲ့ပြောပြီးတော့မင်းမမီတွေ့ရပါလိမ့်မယ်မကြောက်ပါနဲ့ကွမင်းနှကံမွေးကြီးနဲ့မင်းဝတ်အစားနဲ့မင်းကိုဘယ်သူမှမမတ်မိပါဘူးဒါနဲ့မင်းအထုပ်ပတိကိုငါ့ကိုပြန်ပြောစေချင်တယ်ပြောပေးမယ့်အလကားပါပဲဗျာဘယ်သူမှကြုတ်ကိုယုံမှာမဟုတ်ပါဘူးခမရလည်းမယုံပါဘူးပြောစမ်းပါအောင်ကွခက်မြန်မြန်လေးပြောနော်ကဲဒါဖြင့်နားထောင်ကျွန်တော်ဒီမှာနေစဉ်အခါတုန်းကဆေးရုံကဆရာကမလေး အေးမြင့်အိမ်ကိုကျွန်တော်ညစဉ်လို့လို့သွားပြီးလဲတယ်ဒီတော့ဖေဖေကကျွန်တော်အကြောင်းကြားရောကျွန်တော်ကြားတော့ကျွန်တော်ကိုမသွားရဘူးလို့အတန်တန်ပြောတယ်သူ့ပေမဲ့ဖေဖေမရှိတုန်းတိတ်တိတ်ကလေးကျွန်တော်သွားပြီးလဲတယ်ကောင်းမလေးရအောင်မင်းကိုကြိုက်သလားဒါတော့ကျွန်တော်အမှန်မပြောနိုင်ဘူးတခါတခါလေးကြိုက်တယ်ထင်ပါရဲ့တခါတခါလေးမကြိုက်ဘူးထင်တယ်သူ့ကိုလေးကြိုက်တဲ့အကောင်လေးကတော်တော်ပေါ်တယ်ကြိုက်တဲ့အထဲမှာတော့ကျွန်တော်တို့နှစ်ယောက်ကိုနည်းနည်းမြင့်တာရှိပုံရတယ် ဘဲကနှစ်ယောက်လေကျွန်တော်နဲ့ဗထုံးကိုဘဲကဗထုံးလေဥပဒါတက်တဲ့အကောင်ပေါ့ဒီကောင်ကအနောက်ပြင်ကအကောင်ထင်ပါရဲ့ညာတိုင်းကြာရင်စပိန်လေးနဲ့လာလာလာပြီးတော့လေတယ်အေးမြင့်အဖေရှိတဲ့အခါတော့သူမလာဘူးမရှိမှလာတယ်သူလာမှဖြင့်အေးမြင့်ကကျွန်တော်ကိုစကားလက်သင်ကံမပြောဘူးအိမ်ပြန်ပြီတော့လို့ပြောလိုက်မှဖြင့်ကျွန်တော်ကအိမ်မပြန်မဲ့အသာလှည့်ပြီးချောင်းကြည့်နေတဲ့အခါသူတို့နှစ်ယောက်ဝင်းထဲကခုံမထိုင်းပြီးစကားပြောနေကြတာကျွန်တော်မြင်တာကြီးပဲ ်အေးလီဟုတ်ပါပြီဒါနဲ့ဥပဒါတည်တဲ့အကြောင်းပြောစမ်းပါဦးအေးမြင့်ဖေကြီးကတော့ကျွန်တော်နဲ့သဘောတူရှာတယ်ထင်တယ်။ဒီနေ့တနိုင်တော့အဖေကြီးက၆လုံးပြုတ်တနက်ကိုမမြင်ဘူးလို့ကြည်ကျင်နေရဆိုလို့အေးမြင့်ဖေပါကလားအောင်းမိပြီးဖေဖေတနက်ကိုမရရအောင်ခိုးခိုးပြီးသူတို့အိမ်သွားရောကျွန်တော်ဖေဖေကတော့ဖေကောင်ပဲကိုလဲလို့မေးတော့မမမပြောဘဲတင်ကြင်းလာအောင်နဲ့အလဲသွားမယ်လို့ပြောပြီးထွက်သွားတယ်။အေးမြင့်တို့အိမ်ရောက်တော့အေးမြင့်ကမျက်နှာသားတစ်မျိုးနဲ့ ဒီကနေ့ညပြန်ပြီးအုံတော်မောင်လို့ဆိုတော့သူပြောတဲ့စကားမျိုးဝဲမကြနားထောင်ပြီးရော့ဒီတနက်မင်းအဖေလာတော့ပြလိုက်ပါရမ်းထိုးပြီးသားတော့တတိထားကိုင်းလို့ပြောပြီးအိမ်မပြန်သေးပဲခလန်းလန်းကနေမျောကြည့်လို့15မိနစ်လောက်လည်းရှိရောအိမ်မြင့်တို့အိမ်စီကတနက်တန်လဲကြရောဒီတနက်နဲ့ဥပဒါသေးတာပဲဟုမောင်ဖချိုသည်ပြောပြီးခိတနာလေးနေလင်းမောင်ထိုးမြတ်အိမ်မျက်နာကိုဆိုက်၍ကြည့်ကအကဲခန့်၍နေလေ၏ ။တနက်တန်ကြာကြာချင်းထုံးပြေလေးအင်းမြင့်တို့အင်းစီပြေးသွားတာကျွန်တော်မြင်လိုက်ရတယ်။ဒါနဲ့ဘဲနဲ့ဒိဋ္ဌိပဲလေလို့ရက်ပြီးစဉ်းစားနေတော့အင်းမြင့်တို့အင်းစီကသပင်ဖိုးယိုဖားရတဲ့လူတစ်ယောက်ထွက်ပြေးလာပြီးဝင်းပေါက်မှာထောင်ထားတဲ့စပိန်ကိုယူပြီးကျွန်တော်အနာကဖြတ်ပြီးသွားတယ်။ကျွန်တော်ကမောင်ကြီးကယက်နေလို့ကျွန်တော်ကိုသူကမမြင်ဘူး။သူ့ကိုယ်သာကျွန်တော်ကမြင်လိုက်ရတယ်။နှလုံးပြူးပြူးမျက်စံပြူးပြူးနဲ့အင်တန်ကြောက်လာတဲ့မျက်နှာထားပဲ။ကျွန်တော်နောက်အိမ်မထဲမှာအားတောင်ဒီမျက်နှာအကြည့်မြင်နေလို့အတော်ဒုက္ခရောက်သေးတယ်။ ်အဲ့ဒီကောင်ဟာဘာထုံးပေါ့ကျွန်တော်လည်းဘာဖြစ်ပါလိမ့်မလဲလို့အိမ်ထဲဝင်ပြေးပြီးကြည့်တော့မိဘရောင်မှာဥပဒါအလောင်းကဖက်လက်ကလေးလန်းလို့အလောင်းသားမှာတော့ကျွန်တော်ရှောက်လုံးမျိုးတနက်ကကတ်လို့နေတာမြင်တော့အင်းကြီးရေလို့ခေါ်လို့လဲဘယ်သူမှမထူဘူးအိမ်ထဲမှာလေလူတယောက်မှမရှိတော့ကျွန်တော်စိတ်ထဲကကြောက်လာရောဒါနဲ့တနက်ကျွန်တော်ကောက်ပြီးပြေးမယ်လို့တော့မောင်မချိုးကပြော၍စကားမဆုံးမီမောင်ထွတ်မြတ်ကဘာပြုလို့တနက်ကိုကောက်တလဲဟုထောက်၍မေးလိုက်လေ ဒုက္ခမောင်ဘချိုကမစိုးနိုင်ဘူးကျွန်တော်စိတ်ကဒီတနက်ကိုလူသေးဖိနှားတွေ့ရင်ကျွန်တော်ဒုက္ခရောက်လိမ့်မယ်လို့ယူပြေးမယ်ကြံတာပဲပြေးမယ်လို့လို့တော့လှအောင်ကကျွန်တော်စီပြေးလာလာမြင်တော့ဘာကြောင့်လဲမစိုးနိုင်ဘူးတနက်ကိုအိမ်နဲ့တစ်ခါပြန်ပြစ်လိုက်ပြီးထွက်ပြေးတာပဲလှအောင်ကနေပါဦးဆိုတာတော့ကျွန်တော်လက်မကြည့်ဘူးဟုပြောလေလေမောင်ထွတ်မြက်ကအဲ့ဒါအခက်ဆုံးပဲတိမှုစစ်စေးတုန်းကလှအောင်ကဒီတိုင်းစစ်ခံတာပဲဟုပြောလေ၏ဒုက္ခမောင်ဘချိုသည် မြေကိုခြေဖြင့်ဆောင်းလျက်ဟုတ်ပါတယ်ဟုတ်ပါတယ်ကျွန်တော်ကကအင်မတန်ကြောက်တတ်တဲ့အကောင်ပါအဲ့ဒါနဲ့ကျွန်တော်ပြေးသွားတော့လမ်းမှာထွန်းဖေးနဲ့တွေ့ပြန်ရောဒီတော့ကျွန်တော်ကထွန်းဖေးဟာတနတ်တန်ကြားကြချင်းကျွန်တော်အရင်ပြေးသွားတဲ့အကောင်ပဲဒီတော့ဘာထွန်းကိုသူမြင်လိုက်เสียရှိတယ်လို့အောင်းမိပြီးဟိုခွေးမသားမမြင်လိုက်ဘူးလားဟေးလို့မေးတော့ဘယ်ခွေးမသားလဲတဲ့အေးမြင့်ပိုးနေတဲ့ဘာထွန်းလေးဆိုတော့အေးမြင့်ပိုးတာပြင်မင်းတယောက်ရှိတာပဲဘယ်ကဘာထွန်းလဲငါမသိပါဘူးတဲ့မင်းတနတ်တန်မကြားဘူးလားဆိုတော့ကြားတယ်တဲ့ ။ဒါမှမဟုတ်တနက်တန်ကြတော့ငါအင်စီကိုမင်းပြေးသွားတယ်မဟုတ်လားဆိုတော့ဘယ်အင်စီကိုလဲတဲ့။ဒါနဲ့ तू မသိပါဘူးလေလို့အောင်းမိပြီးကျွန်တော်လေးထွက်ပြေးရော။တမားပေါ်နမဆင့်ပြန်တာပဲကွ။မားပါလေမားပါလေကျွန်တော်တို့မားလို့စိုးနိုင်မဲ့အကောင်မဟုတ်ပါဘူးကျွန်တော်လို့တမယအပြင်အမကြီးပါပဲတခါတလေခြေချော်လက်ချော်များမှမန်နေလို့မရှိပါဘူးဒါနဲ့ဒီညပဲတခါလေးထွက်ပြေးရောလား ထွက်မပြေးသေးဘူးကျွန်တော်အသာရှောင်နေပြီးအဝေးကတည်နေနားထောင်နေတော့တရားသူကြီးကကျွန်တော်ပဲတက်တယ်လို့စင်ညက်ချလိုက်တယ်လို့ကြားရောကျွန်တော်လည်းထွက်ပြေးရောဟုမောင်မချိုသည်ဒီကြီးစွာပြောလေ၏ထိုကမောင်ထုံးမြက်သည်မောင်မချိုဤမျက်နှာကိုစစ်စစ်ကြည့်လျက်မင်းတကယ်မတက်လျင်ဘာပြုလို့ထွက်ပြေးရတလဲဥပဒါကိုမင်းမတက်ဘူးဘာထုံးဆိုတဲ့အကောင်တက်တယ်လို့ပြောပါတော့လားမပြောပါနဲ့တော့ကိုထုံးမြရဲ့ကျွန်တော်မိုက်လို့မပြောမိတာပေါ့တေတော်မြေကြီးအောင်တွင်တူပြီးမိုက်အောင်မဲ့အကောင်ပါပဲ ကိုထွန်းမြတ်လည်းကျွန်တော်ပြောတာမယုံဘူးပေါ့လေဒါကြောင့်ကျွန်တော်အစကအပြောသားပဲသို့တော့ကိုထွန်းမြတ်ယုံခြင်းလဲယုံမယုံခြင်းလဲနေကျွန်တော်ယခုပြောတာအမှန်အတိုင်းကျွန်တော်ပြောတာပဲကျွန်တော်မိမိကိုဘယ်လောက်ချစ်တယ်ဆိုတာကိုထွန်းမြတ်လည်းသိတယ်မဟုတ်လားဒီတော့မဟုတ်မမှန်တာပြောခဲ့လေမိမိမျက်နှာဒီတသက်မှာမတွေ့ရတဲ့အပြင်ဘဝဆက်တိုင်းဆက်တိုင်းမိမိချိန်စာတင်ပြီးအဝီစီးကမတက်ပဲရှိရပါစေရဲ့ဗျာဟုငိုတယ်မာနဲ့ချိန်ဆိုလေးလေးရင် မောင်ထုံးမြတ်လေးဘာမှပြန်မပြောပဲစဉ်းစားနေပြီးနောက် ။ဘာထုံးကိုမြင်တော့တွေ့သေးလားဟုမေးလိုက်လေလေ။ထိုကဘာချူကဒီကောင်ကိုကျွန်တော်တွေ့အောင်ရှာနေတာပဲမတွေ့သေးဘူးဟုပြန်ပြောလေသည်။သူ့ရုပ်လက္ခဏာပြောစမ်းပါဦး။သူ့ပုံမင်းကတော့အောက်သားပဲ။အဝိစားလည်းအစင်မပြတ်ကောင်းကောင်းဝိပြီးခေါင်းပေါင်းစလည်းရှင်ရှင်ရှာတတ်တယ်။စင်ကြည်သည်နဲ့စိန်နာဤကျိုးနဲ့လက်မလေးအင်တန်ကြီးတဲ့စိန်လက်စုကြည်ဝတ်တတ်တယ်။အသားကဖြူဖြူသပင်ကောင်းကောင်းလူကလည်းလူကျော်ဝိပုံစားပုံကလည်းအင်တန်အချိုးအစကြပြီးစကန်းလေးအင်တန်ကြီးတဲ့အကောင်ပဲ။ တိပြင်ကသူ့ကြောင့်ဗာမြတည်သေးတယ်လေတိပြင်တော့ကျွန်တော်မသိပါဘူးအေးမြင့်ပြောပုံတော့ဒီကောင်ပိုက်ဆံအတော်ချမ်းသာလေးလက္ခဏာပဲကဲကဲတိပြင်ပြောစရာရှိလေရင်မင်းမင်မင်းနဲ့တွားပြီးစကားပြောရှိအောင်ငါလည်းမင်းအဖေယူတရပြန်မလာရအောင်တွားပြီးစကားပြောရှိအောင်မေဟုပြောကဘောင်ထုံးမြက်သည်ဘောင်ဘချူကိုမိခင်ရှိရာသို့ပို့ခဲ့ပြီးလျင်လမ်းတွင်ဘောင်ဘချူ၏အကြောင်းကိုစဉ်းစားလေးရဲ့အိမ်သို့ပြန်သွားလေ၏ အိန္ဒိုရောက်ရင်ဝန်တောက်ကြီးအားဥပဒေစာအုပ်တို့မှထုတ်နှုတ်၍လူရင်းချက်3-4ချက်ကိုစကားရှိချေဆွဲ၍ပြောပြီးလျင်တနအိခန့်ကြောင်အောင်ဆွဲ၍ထားလေ၏မောင်မချွေသားမြေနှစ်ယောက်တို့လေမြေဆက်လက်နေ15မိနစ်ခန့်အမြစကားပြောကြပြီးလျင်မောင်မချွေသည်ငွေတရာကိုအိတ်တွင်ထည့်၍မိခင်ကိုဥသုံးညင်ချပြီးမြမမိမိကြီးကိုလည်းနှုတ်ဆက်၍အိမ်ပေါ်မှ ဖြင်းညင်းစွာဆင်းသွားရှာလေ၏ ။ဘာစုံလာပြင်းနေနေနေနိုင်မကြမ်းပုံသည်အိယာမစိုးစိုးထား၍တိမ်လုံးတုံ့တင် ရှင်းလင်းလျက်အိမ်တော်ပစ္စည်းတို့ကိုနေရာကြအပြင်ဆင်ပြီးလျင် ်အစီကံတို့ကိုလည်းမြည်တွန်တောက်တီးလျက်နေလေ၏မကျန်းပုံမှာအပိုးထိုက်တန်၍တစ်လင်သောအဝိတ္တုကိုဝတ်ဆင်ရန်ဝါဒနာမရှိလာတော့လေမိသည့်အခါမဆိုခြေညောကင်းသည့်ဖြင့်ဖြူစင်တန်ရှင်သောအဝိတ္တုကိုအစင်မပြတ်ဝိလိရှိကုန်၏တနည်းအားဖြင့်ညီသက်စွာမနေပဲလူလာခတ်လျက်အစီကံတို့ကိုစီမံခန့်ခွဲနေရင်းပင်ခုနှစ်နာရီခွဲလျင်ခွဲခြင်းကာလနကအိပ်ပျော်၍နေသည်ကိုနှုတ်ပြီတကယ်သို့မောင်ထုံးမြတ်၏အခန်းကိုလက်ဖြင့်ပြင်းစွာခောက်၍ ဟိထွတ်မြတ်ထဟုခေါ်၍နှိုးရာမောင်ထွတ်မြတ်ကအိတ်ဂျန်တန်နှင့်အခန်းတွင်မှဘာလို့စိုးစိုးထားရမှာလဲအခုမှခုနှစ်နာရီခွဲရှိသေးတယ်ဒီကနေ့ဝါဝင်နေမှုယုံတက်စရာမရှိဘူးဟုပြောလင်းငချမ်းပုံကမိမိပြောနေကြဖြစ်တော့အာနာတန်နှင့်ယုံတက်တက်မတက်တက်အခုမင်းထားရမယ်ဒီကနေ့ထမင်းလေးစိုးစိုးစားရမယ်ငါလေးဥပုသ်ဆောင်သွားမလို့ဟုပြောပြီးမြို့ဘူးချောင်းတို့သွားရလန်းတွင်မိမိတို့၏အိမ်တော်မှုတို့သည်တက်တက်ရရနေရတကြရှိပါ၏လားဟုတေချာစွာကြည့်၍သွားလေ၏ ်မိဖို့အနောက်သို့ရောက်လျင်မိနစ်မှန်ပြီတို့ကိုဖုံစင်အောင်တုတ်ပါလို့နေ့ငါခိုင်းတာဘယ်နဲ့ကြောင့်မတုတ်သေးတလဲဟုမေးလျင်စေကံမိနစ်ကခုရင်ကပဲကျမတုတ်လာခဲ့တယ်အမကြီးမျက်စိကဘာအကျိုးအားအများကြည်လာခဲ့ပါလိမ့်ဟုပြောရဘယ်အကျိုးအားကြည်ရမလဲဖုံရှိတဲ့နေရာကြည်ခဲ့တာပေါ့တွားခွကျချင်းတုတ်လိုက်ဟုခိုင်းနေစေတွင်ယောက်ျားစေကံမောင်များကလာ၍ဆရာကခေါင်းဖိဖို့ဘီးရှာမတွေ့လို့အမကြီးကောင်းကဘီးပေးလိုက်စမ်းပါတဲ့ဟုပြောလျင်ဘာဘီးလိုချင်တယ် ။သွားမပေးနိုင်ဘူး။ထမင်းပြင်းပြီ။ကောင်းနောက်မှဖီးလို့နင့်စရာပြောလိုက်ဟု။အလုရှုံနေသောအမူအရာနဲ့နှကန်းစုကပြောလိုက်လေ။မောင်ထုံးမြတ်လေတည့်ရစွာနေထိုင်ရန်ဝါသနာရှိသဖြင့်သဖြင့်စုပ်ဖွားနေမနေလို့သောကြောင့်မိနစ်ထံမှဖီးကိုတိတ်တဆိတ်အငားခိုင်းလိုက်ပြီးလျင်ရောင်ျောထုံး၍အိမ်ပေါ်မှဆင်းလာပြီလျင်မင်းဝဲတွင်ထိုင်လေ၏ ဖဲနေကြောင်ဒီကနေ့မနေ့ကျွန်တော်တို့ထမင်းဆော့ဆော့စားတယ်လက်ဖက်ရည်တော့မတော့ရဘူးလားအောင်မေမင်းကဒီအချိန်မှထပြီးလက်ဖက်ရည်လေးပါလီလုံနေသေးသလားဒီကနေ့ဝါဝင်နေဥပ္ပိုလ်ကြီးကိုတွားเสียရှိတယ်ထမင်းချက်တဲ့မိမများရင်ထွက်သွားပြီး ဘာပြုလို့လဲမနေ့ညကဆွန်လောင်းမှုစက်သားဟင်းကိုညဦးကချက်ထားပါလို့ပြောတော့ကောင်းပါပြီအမကြီးရဲ့တဲ့တော်တော်ကြာလို့မေးလို့ချက်ပြီးပါပြီတဲ့မိရအောင်နည်းနည်းသွားယူစမ်းဆိုတော့ရီဒီယာလာလှုပ်နေလို့ငါကမိဖို့ကြောင့်သွားကြည့်တော့မိမချောကချက်အကောင်တွေတော့တီးတိုင်းထားပြီးအသေးအမြစ်တွေတော့ချက်စားထားကြတော့တယ်ဒီတော့ဘာသမီးနဲ့ရွယ်ဆွဲပြီး ငါဘာလို့လိန်ပြောရသလဲတီတဲ့မြစ်ကဘယ်သူစားထားသလဲမေးတော့သမင်းရှက်အလုတ်မရှားပါဘူးလေဘာလေးနဲ့စောစောကကပြောသေးတယ်ဒါနဲ့ဒင်းနေရွှဲပြီးအိမ်ပြန်ထုတ်ပြလိုက်ကြရောသူ့ပစ္စည်းကလေးမရတော့မိနဲ့အပုတ်ခိုင်းလိုက်ရတယ်ငါမှတညလုံးကြက်သားချက်နေရတာပေါ့ဟုမချမ်းပုံသည်လက်လုတ်ခေါင်းလုတ်ခါနဲ့ပြောလျင်မောင်ထုတ်မြတ်သည်အလွန်တရာရေကျင်လာတော့လေမရေဝန်းသဖြင့်ပြုံးယုံတာပြုံးလျက် ဘာပြုလို့အမကြီးကိုယ်တိုင်ချက်ရတယ်လေမိနေမချက်တက်ဘူးလားဟုတ်မေးလေ၏အောင်မေမိနေချက်တဲ့ကြက်သားလားကွယ်ဆုံးလောင်းရမှာတီဟာနဲ့ဒီကနေ့မိမိကြီးလဲအိမ်လာပြီးဥပုဆောင်လိမ့်မယ်ဟုတ်လားအေးမနေ့ကမဖရားလေးသူ့ခမဲတော်ကကျိန်ထားပါဘကောနှက်ပြန်ဝါဝင်မှုမချောကတိုက်ထဲသွားပြီးအထဲဆန်းနေဝယ်ပြီးအချုပ်အပ်ပါရော ဆက်ရှုပ်တဲ့လူကလည်းမသိချာလို့ခမဲတော်ကြီးရှေ့မှာလာပြီးအင်းကြီးတွေလုံကြီးတွေလာပြီးတာကိုဒီတော့ဘယ်သူ့ဖို့လဲလို့ဝင်တောက်ကြီးကမေးတော့မိမိကြီးအထားတဲ့အထဲပါဖျားလို့ပြောတာပေါ့လေဘာမှမပြောနဲ့ဝင်တောက်ကြီးကအထဲတွေကိုယူကြည့်ပြီးအင်းကြီးအကုန်လွှင့်ပစ်ထားပဲဒါမှကောင်းတယ်မိမရှုပ်ကလေးဒါနဲ့တိလခံမှုအမကြီးတို့ဘယ်ကြောင့်သွားမလဲနန်းဦးတိုက်ပေါ့ ။ဒါနဲ့ပြောရအောင်မေကိုအရှိဘက်ကစိတ်ကဲကြီးသမီးခင်းစင်ကြီးကလေးတို့တားဖာလဲနန်းဦးတိုက်ကိုတီလာခင်လာကြမယ်လို့သတင်းကြားတာကိုပြီးတော့ဒီပိုင်းကမိမိကြီးတို့ဟိုဘက်ကနေပိုင်ဝင်တော့သမီးမစိုးရင်တို့ကခင်းစင်ကြီးထက်မတာတာအောင်ဝစ်ကြမယ်ချိန်ပြီးစိတ်ထဲကချိန်ပြီးတော့ပြိုင်နေကြတာကိုဟုမကျမ်းပုံဒီဒီကဲ့သို့အဝိစားမှာပြိုင်ကြသည်ကိုမနစ်လိုသောမျက်နှာထားနှင့်မိကရွေက ပြောဆိုလေ၏ ထို့နောက်ထင်းစား၍ပြီးလျင် မောင်တို့မြတ်တို့မောင်နှမနှယောက်သည်အိမ်ဥခန်းတွင်ရက်လျက်စကားပြောရင်းလမ်းဘက်သို့မျှော်ကြည့်နေစဉ်မိမိရည်သည်ဇာနာတက်လျက်ရှိသောဖက်ဖူးရောင်ဖဲကြီးလုံးကြီးအလွန်ပါသောတိုက်တရက်ထဲအစဉ်စန်းကိုဇာများစွာထဲ၍ချုပ်ထားသောအင်းကြီးနှင့်ငှက်မွေးပွားကိုချုံလျက်ပသိဉ္ကြီးကလေးကိုမခုတ်တီးကိုကင်ဆောင်ပြီးလျင်စိတ်လက်စုံစိန်တလုံးနှကက်စိန်လက်ောက်စိန်ကြိုးစိန်ကြဲဒီမှစား၍တကောလုံးစိန်မုံ၍လာသည်ကိုမတ်ချမ်းပုံမြင်လျင် တဲကြွားခြင်းနဲ့ဝမ်းနေယူမှကလေးပါကလားတူတူပြောလေးရဲ့မိမိရည်ဒီအနီးတို့ရောက်လာလေရင်လှုပ်လာလိုက်တာတဲလှပါကလားဟိလွန်ရောဟုပြောလိုက်ရာမိမိရည်ဒီအနှဲငယ်မျက်နာပူလေးရဲ့အချို့ကဒီထက်တောင်းလှုပ်လာကြတာဟိုချတွေ့ပါလိမ့်မယ်တီရက်တရလုံးခင်းစင်ကြီးထက်မသားသားအောင်လှုပ်နေကြတာကိုအမကြီးရဲ့မင်းကများတိုက်ထဲမှာမြို့ဦးသမီးရောဟိုဘက်လန်းကနေပိုင်ဝင်တော့သမီးရောအခွန်သမီးရောပြေးသွားတာပဲမောင်ထွတ်မြတ်က တကယ်လို့များခင်စင်ကြီးကတိတ်ပြီးဝတ်မလာတော့ဘယ်နဲ့လုပ်မလဲဟုမေးလိုက်ရမိမိကြီးကအိုးမဝတ်ဖဲနေပါမလားဝတ်မှာပေါ့ဟုပြန်ပြောလေ၏ဒုက္ခမောင်ထွန်းမြတ်ကတကယ်လို့သူတို့မလာဖြစ်ရင်ရောဝဲလိုက်ရတဲ့စာတွေငမွေးပဝါတွေအကုန်ကောကုန်မှာပေါ့လေဟုဂျယ်လေးရဲ့ပြောပြီးလျင် ငောင်မေးပေါ်ဟာကတဲပြီးအနံ့ကောင်းပါကလားဘယ်တိုက်ကဝဲသလဲစသဖြင့်ပြော၍အိမ်မှ၃ယောက်သားထွက်သွားရင်နန်းဦးတိုက်သို့ရောက်လာလေ၏ဆရာပေါ်၌မင်းကလေးတို့သည်တယောက်၏အဝတ်ကိုတယောက်ကြည့်လျက်စိတ်၌ဝှစ်ရှင်းပြန်၍နေကြစဉ်စစ်ကဲကြီးဦးထင်းကျော်နှင့်ခင်းစိန်ကြီးတို့သည်ကျောင်းဘာဝမှဝင်လာကြသည်ကိုမြင်ကြလေလျင်မင်းကလေးတို့သည်အံ့အားသင့်၍နှာခေါင်းရှုံလျက်နေကြကုန်၏ ခင်စင်ကြီးသည်တိုက်တည့်ရထဲလုံးကြီးအပြာကလေးနှင့်ဘလုံးမအင်းကြီးဒူပီချကိုဝိလျက်ပိုးနှင့်ထီးကလေးကိုကပိုးကိုယ်ကိုင်ပြီးလျင်စိန်တလုံးနှက်ကကလေးနှင့်ကြောက်စိန်လက်ောက်ကလေးတစ်စင်ကိုသာဝိလျက်ဖခင်နှင့်အတူဇရက်ပေါ်သို့တက်လာကြပြီးလျင်တိလခံယူလေ၏မိမိကြီးလည်းချစ်ပေကောင်းသော ခင်စင်ကြီး၏ညနာကိုစိုက်ကြည့်လျက်အမကြီးဟိုဟာခင်စင်ကြီးဟုတ်ကဲ့လားဘာမှမဝေမစားပါကလားဟုမေးလိုက်ရင်ခင်စင်ကြီးမှခင်စင်ကြီးအစ်စ်ပေါ့ ဘာလဲညီကညီတို့လိုချေမလာလို့လားဟုပြောပြီးလည်းရင်တိလာယူ၍နေကြလေ၏တိလာယူရင်မိမိရဲ့အောင်မေဒီမှာသူမျက်နှာကလေးကိုကအလိုလိုချက်ကြည့်ရှိတဲ့မျက်နှာကလေးပါလားမဟုတ်မစားပါနဲ့ရိုးရိုးကလေးနဲ့အင်မတန်ကြည့်ကောင်းတာကိုငါတို့ကောင်မတွေကတအဟုတ်ကြည့်ထင်းပြီးဝိလို့စားလို့လာလိုက်ကြတာငါနဲ့ရှက်ပါပြီးတော့တယ်မိလို့ဒီဟာဒီဝိလာခဲ့ပြီးတော့တယ်စသဖြင့်မိမိကိုယ်ကိုအပြစ်တင်လျက်နေလေ၏ တီလာခံယူပြီးဇေယျအောက်သို့ဆင်းကြလျင်စစ်ကဲကြီးသည်မောင်ထုံးမြတ်ကိုမြင်၍အလိုမောင်ထုံးမြတ်လားဒီကနေ့ဘယ်သွားစရာရှိသေးတယ်လဲသွားစရာမရှိလျင်အိမ်လက်ခဲ့ပါဦးပြောစရာလေးတစ်ခုနှစ်ခုရှိလို့အိမ်မှာပဲနေလေသာစားတာပေါ့ဟုပြောလျင်မောင်ထုံးမြတ်သည်မကျန်းပုံတို့ပဲလဲ၍အမကြီးကျွန်တော်စစ်ကဲကြီးအိမ်မှာနေလေသာစားတော့မယ်သွားကြပြီတော့နော်မိမိမောင်ထုံးမြတ်သည်စစ်ကဲကြီးတို့တာအဖာနေလိုက်၍သွားလျင်မိမိရင်းနှင့်မကျန်းပုံတို့သည်အိမ်သို့ပြန်လာကြလေ၏ ။ရန်နေမိမိကြီးကကိုထွန်းမြတ်ကစေခဲကြီးနဲ့တဲကျွမ်းပါကလားဟုပြောလိုက်။အကျန်းဘုံကလူကြီးလူကောင်းမှန်လျင်သူနဲ့မကျွမ်းတာဘယ်ရှိမလဲ။ဒါနဲ့ခင်စိန်ကြီးကမျက်နှာကလေးရောကုလုံးကိုပေါက်ကလေးရောတဲချစ်စရာကောင်းပါကလားဟုပြောရ။မိမိကြီးဒီဘာမှပြန်မပြောဘဲညွန်ငယ်သောမျက်နှာနဲ့ပြန်လာလိမ့်၏။ အိမ်တို့ရောက်လျင်မချမ်းမုံသည်ကောင်းမွန်စွာချက်ပြုတ်ထားသောဇဝေတို့ကိုကျွေးမွေးပါတော့လေမိမိဤသည်ညားစွာအာသာမရှိ၏ပဲအမကြီးရင်မိမိသို့သောကြောင့်သာဟန်လို့၍အနေငယ်စားတော့လေ၏မောင်ထွန်းမြတ်မမှုစစ်ကဲကြီးအိမ်တို့ရောက်၍အနေငယ်စကားပြောဆိုကြပြီးနောက်မနေ့စားစားရန်ကြပွဲတွင်ထိုင်လျက်ရှိကြသည့်အခါဘူကြီးများစားပွဲကဲ့သို့လပဆုံးလင်းစွာပြင်ဆင်လျက်ထားသောဇပွဲကိုကြည့်ရမှမိမိနှင့်မျက်နှာချင်းဆိုင်ထိုင်နေသောခင်စိန်ကြီးမျက်နှာကိုကြည့်ပြီးတပြင်းချမိ လေ၏တမင်စားပြီးလျင်ခင်းစိန်ကြီးသည်ဇပွဲမှထား၍မိမိခန်းသို့သွားပြီးလျင်ချင်းကလထိုင်းပေါ်တွင်ထိုင်လျက်စိနတပကာတနီချမ်းကိုဖက်၍နေရာစာရင်ကောင်းကောင်းစိတ်မရောက်သဖြင့်စာအုပ်ကိုချပြီးလျင်မိခင်ဤတပ်ပုံကိုကြည့်လျက်စဉ်းစားနေလေကြောင်းသူကဲ့သို့စဉ်းစားနေရမှဖခင်ကိုတတိယပြန်၍ဖခင်ကောင်းစွာမကျမ်းပါသည့်အကြောင်းကိုတွေ့တော်လျက်နေစေတွင်လူတယောက်၏မျက်နှာသည် ခင်းစိန်ကြီး၏စိတ်ထဲတွင် ရုတ်တရက်ပေါ်လာ၏ ၎င်းတို့သည် အခြားမဟုတ်ဆက်ကပ်ပွဲကို Mrs Brown နှင့်တွားခြင်းကတွေ့ခဲ့သောပေါင်းတက်ညွန့်ဖြစ်လေသည်၎င်းသူကိုတွေးမိခြင်းအကြောင်းမှာဆက်ကက်ကြီး၍ငားရက်လောက်ကြာသောနေ၌အတော်တော်သူဝက်လုံကတော်ကြီးသည်မိသည့်အကြံစီရှိသည်မသိစက်ကဲကြီးအိမ်တို့လာ၍ခင်းစင်ကြီးကိုအလေလိုက်ခဲ့ပါဟုယထာနှင့်တင်၍ခေါ်သွားကူလေ၏ ်ထိုအခါတွင်ထိုအိမ်တွင် မောင်တက်ညွန်လည်းရှိသဖြင့်ဆွမ်းအားရှိသမျှစူးစမ်းအားထုတ်၍ရေမောစရာစကားရှင်းများကိုဖန်တီးရပြောပြလျင် မောင်တက်ညွန်သည်အကျွမ်းဖွဲ့လေ၏မောင်တက်ညွန်မှာအလွန်တရာလူရည်လေသည့်အပြင်မိန်းကလေးတို့စိတ်တဘောကိုတိတတ်သည့်ဖြစ်သောကြောင့်ခင်းစိန်ကြီးအားရှစ်ချောင်းချိုက်ချောင်းနှင့်ပတ်သက်၍ပုံမှန်လင်းလင်းစကားဆက်၍မပြောဘဲမိမိအားနှစ်သက်လောက်အောင်သာလျင်စူးစမ်းအားထုတ်သေးဝိုက်ကပြောလေ၏ ၎င်းနှင့်အချိန်ကုန်၍ပြန်လာလျင်ခင်စိန်ကြီးသည်မောင်တန်းညုံ၏အကြောင်းကိုစဉ်းစားမိလေ၏နောက်တနေ့နာ၏လေဝိလုံကလေးကြီးလာ၍ကော်ပြန်လျင်ခင်စိန်ကြီးစဉ်းစားမိသည်မှာငါ၏အတော်ဝိလုံကလေးသည်ငါအားဘယ်သောအခါမှမျက်နှာသာချူဘူးသည်မရှိယခုမှမူမျက်နှာသာချူယုံမျှမကသူ့အိမ်ကိုအလေလိုက်ရန်တစ်ချိန်မှနှစ်ချိန်တိုင်အောင်လာ၍ခေါ်သည်ဖြစ်သောကြောင့်အကြံတစ်ခုရှိသည့်လက္ခဏာတူသည်လိုက်၍တော်မီမဟုတ်ဟုစဉ်းစားရင်းမျက်နှာပူလျက် တော်တော်ကျမကိုအေးတီယူတမင်လာပြီးခေါ်လာတာအပုံကြီးကျေးဇူးတင်ပါတယ်သူတို့ကျမခေါင်းနှင်းနဲ့ကြိုက်လို့မလိုက်ပြရစေနဲ့ဟုပြောလိုက်လေသည်ဤနေရာ၌အချို့မိန်းကလေးတို့မှငါတို့တော်တော်ငါတို့ဦးလေးအိမ်ကပဲဘာကိစ္စရှိသလဲဟုအောင်းမေ၍ကောက်ကောက်ပါအောင်လိုက်သွားမည်ဖြစ်လေသည် ခင်စင်ကြီးမှာဒီကဲသူသဘောမရှိမိမိဒီမောင်တက်ညွန့်အားမိမြပင်ချစ်ကြိုက်စေကမူမိမကြိုက်ကမျောလိုက်တာ မျောလိုက်ကယောက်ျားကြိုက်ကစိုက်စိုက်လာဆိုသည့်စကားအတိုင်းမိမသည်ယောက်ျားရှိရာသို့သွားရုံမရှိဟုမြမြပင်လိုက်လိုတော်လေမလိုက်ပဲနေလေ၏ကင်းစိန်ကြီးသည်၎င်းအကြောင်းများကိုပြန်လည်စဉ်းစား၍နေစဲတွင်မိမိဥပုံယူ၍ထားမိသည်ကိုတတိယသဖြင့်စိနတ္တပကာသနီစာအုပ်ကိုဖွင့်ပြီးလျင်တအားသမျှစူးစား၍ဖတ်နေလေ၏ဒီကနေ့ဖျက်ပြခဲ့တဲ့ဝတ္ထုလေး ချိန်ပြပြီးနာတော်တာဆင်ပြေခဲ့ကြလို့အားလုံးကိုကျေးဇူးအထူးတင်ရှိအပ်ပါတယ်ခင်ဗျာနာတော်တာရှင်တို့ညီကိုမောင်မများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းများနဲ့တလုံးတဝပြည့်စုံနိုင်ကြပါစေကြောင်းကျွန်တော်ဟန်လေးမှဆုမွန်ကောင်းတောင်းရင်အပိုင်းလေးမှပြန်လည်ဆုံတွေ့ကြပါစို့လားခင်ဗျာ